။ဦးကျော်ဟာသမီးဖြစ်သူယူရနဲ့တူတူနေထိုင်နေတတိမှာတော့သူတို့အိမ်ကိုဆက်နှစ်ရွယ်အိဆန်ဆိုတဲ့ကောင်မလေးတယောက်ရောက်လာတယ်။အိဆန်ဟာသူ့ကိုယ်သူစုံသွားတဲ့ဦးကျော်ရဲ့မိမဒေါ်မိုးပါလို့ပြောပြီးမိတ်ဆက်တယ်။အိမ်မှာထောင်ထားတဲ့သူ့ရဲ့နားရည်တပ်ပုံကရုပ်ဆိုးနေလို့ပြစ်တောက်ပြစ်တောက်ပြောတယ်။လွန်ခဲ့တဲ့ဆယ်နှစ်တုန်းကဒေါ်မိုးကတည်ဆုံသွားခဲ့ပါပြီ။ဒါအဖာနှစ်ယောက်လည်းအိဆန်ကိုကြည့်ပြီးအံ့ဩနေတယ်။ဦးကျော်တို့ကအာဟာရပြည့်ဝအောင်မစားလို့မန်နေ။ယောက်ျားနဲ့သမီးကိုညစာပြင်ပေးဖို့အတွက်ဟိုးရင်ကလိုမျိုးသူ့ကြိုက်ဆုံးပကံများကိုဆွဲထုတ်တဲ့အချိန်6နာရီတီးတဲ့အတန်ထွက်လာတယ်။ဒီဘွားကသူ့ရဲ့မိမမှာဆိုလို့အိမ်ကိုအပြည့်ပြန်နေ။အိမ်ကိုမပြန်ခင်ဦးကျော်ကိုကြည့်ပြီးဆယ်နှစ်လောက်မတွေ့ရတဲ့အချိန်တော်တွင်အတော်အုပ်သွ ားတယ်လို့စတင်သွားတယ်။အရင်တုန်းကမိသားစု၃ယောက်ကပျော့ပျော့ရွှင်ရွှင်နေခဲ့ပေမဲ့မတော်တဆကားမောက်ခဲ့တာကြောင့်ဒေါ်မိုးကသိဆုံးသွားခဲ့တယ်။ဒေါ်မိုးမရှိတော့ကလေးကဥကျော်တို့သားဖကအသက်ရှင်ရတာအတိတ်ပဲမရှိသလိုခံစားခဲ့ရတယ်။ဥကျော်ကမြန်တန်စိတ်တက်ကြနေပြီးလူတွေနဲ့လည်းပေါင်းသိမလို့တော့ပါဘူး။ယူရဆိုရင်လည်းအပြင်ကိုမထွက်တော့ပဲအခန်းအောင်ပြီးဂိမ်းမြက်စော်တယ်။သားဖနှစ်ယောက်တမိုးအောင်မှာအတူတူနေပေမဲ့စကားသိပ်မပြောပြဘူး။နောက်နေ့ညနေမှာအိဆန်ကဥကျော်ကိုဖုတ်ဆက်ချိန်ပြီးသူတို့နှစ်ယောက်ပရမဆုံးဆုံခဲ့တဲ့နေရာလေးမှာရက်ဆောင်နေပြီးဟိုးရင်တော့ကသူ့ကိုလှုပ်ပြတဲ့မူရတွေအတိုင်းတပုတ်ဆန်နဲ့လှုပ်ပြတယ်။ကဖေးတစ်ခုကိုသွားပြီးလွန်ခဲ့တဲ့အချိန်စနစ်တွေဥကျော်လှုပ်ခဲ့တဲ့ယာတွေကို မေးကြည့်တယ်စိတ်တက်ကြနေတဲ့ဥကြော်ရဲ့ပါးကိုကင်ပြီးနှစ်သိမ့်ပြီးတော့ရင်ထဲတမျိုးကြီးဖြစ်သွားတယ်နောက်နေမနေ့အလုပ်ထဲမှာအိဆိုင်ရဲ့စကားတွေကတွေးရဲရောက်လာတယ်အရင်ကလိုကုတ်ချောက်ကုတ်ချောက်လုံးမနေပဲစကားတွေပါပြီးပြောလာတာကြောင့်လုံးဖို့ကင်မဲတွေကအံ့ဩနေပါပြီဥကြော်ကပြောင်းလဲသွားပြီမဲ့ရင်ပုံစံအတိုင်းရှိနေသေးတဲ့သမီးကိုနွေ့နွေ့ထွေးထွေးစကားပြောကြည့်တယ်ယူရကစကားပြတ်မပြောတာကြောင့်ဘဝမှာဘာမှဖြစ်ဖြစ်မြောက်မြောက်မလုံနိုင်သေးရင်တောင်ကြက်ကြက်မမကြီးပြင်းလာတာကိုပဲကျေစုတင်နေတာပါပါကိုလက်ညှိုးလေးနဲ့တို့ပြီးတော့ဖြစ်တဲ့အခါယူရကရုတ်တရက်မတ်တက်ထရက်ပြီးသူတို့သားဖာနှစ်ယောက်ကိုလာမရှုပ်ဖို့អော်ပြောပြီမဲ့အိဆိုင်ကတော့သူ့စကားကိုနားမထောင်မဲ့အိမ်ကိုလာမြဲတိုင်းလာတယ်မိဖို့ကြောင့်လဲ င်ဝင်ပြီးညစာချက်ပြုတ်ပြီးတော့သူ့အမေရဲ့ပစ္စည်းတွေကိုထိလို့ဆိုပြီးယူရကရန်ရှာတယ်။တာဖာနှစ်ယောက်အီဆန်ကဒေါ်မိုဟိုမိုဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးစကားများကြတယ်။စိတ်တကြနေတဲ့ဦးကျော်ရဲ့မျက်နှာကိုကြိုက်ပြီးအပိတဲ့အီဆန်ကိုဒီတခါတော့နှစ်ထုတ်ပြတယ်။အီဆန်လည်းဘာမှမပြောနိုင်ပဲအင်ကိုပြန်ရပါတော့တယ်။အရင်နေ့တုန်းကအီဆန်လုတ်ခဲ့တဲ့ပြုတ်မှုဟာဟိုးရင်တုန်းကသူ့အမေသူ့ကိုလုတ်ခဲ့တဲ့ပြုတ်မှုနဲ့တပုံစံနဲ့ပါပဲ။အတွေ့အထိမှာတော့အီဆန်ဟာသူ့အမေဖြစ်နိုင်တယ်လို့ထင်နေပေမဲ့ပါဇက်ကနေဝေမခန့်ကျင်တာပါ။နောက်နေ့မှာယူရစီနံပါတ်7ကနေ20အထိချရည်ထားတဲ့ကိတ်မုတ်တလုံးရောက်လာတယ်။သူမရှိခဲ့တဲ့ချိန်တော့တွင်ယူရဖြတ်တန်းခဲ့သမျှမွေးနေ တွေအတွက်ကိတ်မုတ်ဖန်တီးပေးတာပါဥကြော်ကိုထုတ်ပေးတဲ့ထမင်းမှုဟာသူ့မိမရဲ့လက်ရာနဲ့တတ်ထက်သေးဖြစ်နေတယ်မြင်းရင်ရှက်ရစားပြီးတဲ့နောက်ဣဆန်ရဲ့ចောင်းကိုအပြေးသွားပြီးတကယ်သူ့မိမလာလို့မိတယ်ဣဆန်ကဥကြော်သူ့ကိုလက်ထက်ခွင့်တောင်းတဲ့နေ့မင်္ဂလာနှစ်ပတ်လည်နေ့ပထမဆုံးပေးခဲ့တဲ့လက်ဆောင်နောက်ဆုံးမိသားစုပျော်ပွဲစားခရီးကအစအကုန်ပြောပြနိုင်တယ်ဣဆန်ကသူ့မိမဒေါ်မိုးဆိုတာကိုလောကလက်ခံသွားပါပြီသူတို့နှစ်ယောက်ကိုကြည့်ပြီးယူရလဲကြည်နူးနေမိတယ်ចောင်းစင်ချိန်ဖြစ်တဲ့အတွက်ចောင်းသားတွေလည်းသူတို့နောက်ကိုဝိုင်းလာတယ်လူကြီးတစ်ယောက်ကဣဆန်ကိုနှောက်ရက်နေတယ်လို့ထင်ပြီးအချက်ပေးတဲ့တွေမြေအောင်လှုပ်လိုက်တော့ចောင်းတဲ့ကဆရာတွေပြစ်ထွက်လာတယ်သူတို့တွေကိုမဖမ်းမိခင်ဣဆန်ကဥကြော်ရဲ့လက်ကို ွဲပြီးထွက်ပြေးတယ်။ဥကြော့ကဣဆန်အသက်16နှစ်ပြည့်ရင်လက်ထပ်ကြဖို့ကမ်းလှမ်းတော့ဣဆန်ကပြောနေပေမဲ့သူတို့ပြောနေတဲ့စကားကိုကြားသွားတဲ့ယောက်ျားကတော့အယံအံ့ဩသွားတယ်။အခုဆိုရင်ဥကြော့ကဝေါ်ပေပါတင်ထားတဲ့ဣဆန်ရဲ့ပုံကိုအလုတ်ပင်ပန်းရင်အမြဲထုတ်ကြည့်ပြီးအရင်လိုစိတ်တက်ကြမနေပဲပြုံပြုံရွှင်ရွှင်ပြန်ဖြစ်လာတယ်။ယူရကအခန်းအောင်ပြီးဂိမ်းကြီးဆော့မနေပဲတငငယ်ချင်းနေနဲ့အပြင်ထွက်လိုက်တယ်။သူလုတ်ချင်တဲ့လုတ်ကိုလည်းလုတ်ရတဲ့ပြင်သူသဘောကျတဲ့ကောင်လေးနဲ့လည်းအဆင်ပြေလာတယ်။သားမိသားဖတ်တော့ရောက်အတူတူချိန်မြုံညပြီးညနေ6နာရီမှထိုးခင်ဣဆန်ကသူ့အိမ်ကိုအမြဲပြန်နေ။ဒေါ်မိုးရဲ့မွေးနေ့ရက်မှာဣဆန်အတွက်မွေးနေ့လုပ်ပေးတယ်။ဣဆန်နဲ့ဥကြော်တို့ရဲ့အပြော်တန်းလက်ထပ်စာချုပ်ရဲ့ ဲ့တက်တဲ့နေရာမှာယူရကလက်မှတ်ထိုးပေးတယ်။အသက်၁၈နှစ်မတိုင်ခင်ပဲခန့်ခန့်ချောချောလေးကိုမရရင်ဥကြော့ကိုပြန်ယူမယ်လို့ဣဆန်ကကတိပေးတယ်။တမီမဟုတ်တဲ့ကောင်မလေးတယောက်ရဲ့ပုံကောဟောပေပါတင်ထားတာမြင်တော့လုံပေါကိုင်မဲတွေကရော လက်မဆုံတဲ့ရဲသားကြီးရောဆရာဆရာမတွေကပါသူတို့နှစ်ယောက်ကိုအထင်လွဲတယ်။ဈေးတူတူရှောက်ဝဲတော့လေသူတို့နှစ်ယောက်ကိုလူတွေကသားဖားလို့ထင်နေတယ်။ဣဆန်ရဲ့မိကသူ့တမီတခုခုပြောင်းလဲနေတာကိုတတိထားမိတယ်။ဥကြော့တို့သားဖားကိုနေလဲသာချက်ပေးဖို့ဣဆန်ကမနဲ့စောစောထားလာတဲ့ပြင်ညနေသာချက်ပြီးနောက်ကျမှအိမ်ပြန်လာလိမ့်ရှိတယ်။ယောက်ျားကြီးတယောက်နဲ့အမြဲတမ်းစကားပြောနေတဲ့ဖုန်းကိုဘယ်ကရရလဲဆိုပြီးတော့မိတယ်။ ။ဤဆန်ကသူ့အမေကိုမလိန်ကျင်တော့လို့အဖြစ်မှန်တွေအားလုံးပြောပြတယ်။ပြန်လည်မွေးဖွားတယ်ဆိုတဲ့အကြောင်းကိုကြားကြချင်းအမေဖြစ်သူကလန့်သွားတယ်။ဒီရက်ပိုင်းတွင်သူ့သမီးကဟင်းကောင်းကောင်းချက်တက်လာတဲ့ပြင်သူ့ကိုလည်းနာမည်ပြောင်းခေါ်တယ်။အမေဟာအရင်တုန်းကသူ့သမီးကိုပြန်ပေးပါဆိုပြီးတောင်းတယ်။အဲဒီနေ့နောက်ပိုင်းသားမီးနဲ့အတူတူနေပေမဲ့ဤဆန်ဟာသူ့သမီးရင်မဟုတ်ဘူးဆိုတဲ့အတွေးတွေကအမဲဆုပ်ပိုးနေတယ်။ခန္ဓာကိုယ်ပိုင်ရှင်ဤဆန်ရဲ့မျက်ညံတွေကိုနည်းနည်းလေးပဲမှတ်မိနေလို့ပါ။နှစ်သိကူပွဲတော်မှာမိသားစုနှစ်ခုကအတူတူရှောက်လေတယ်။နှစ်သိကူပြီဆိုတာနဲ့ဤဆန်ကအမေကြီးပေါ်ကိုရုတ်ရက်လဲကျသွားတယ်။ပြန်လို့လာတော့ဤဆန်ကဒေါ်မိုးရဲ့အသိစိတ်လုံးဝမရှိတော့ပဲဤဆန်ဆက်ဆက်ပြန်ဖြစ်သွားတယ်။ဦးကျော်ကလည်းအန်ကယ်လို့ ခေါ်တယ်။အဲ့ဒီလိုအဖြစ်ပြက်မျိုးကိုဇာလန်ရေးထားတဲ့စာရေးသူနဲ့ယူရရဲ့တငယ်ချင်းကဆက်သွယ်ပေးတယ်။စာရေးသူကလူတွေပြန်လဲမွေးဖွားနိုင်တယ်ဆိုတာကိုယုံကြည်သူပါ။သူကလည်းအဲ့ဒီလိုမျိုးပြန်လဲမွေးဖွားလာတဲ့လူတယောက်ဖြစ်နေလို့ပါပဲ။တရေဘွားတို့ကလမ်းပေါ်မှာတစ်နေ့လုံးရှောက်သွားရင်တစ်နေ့မှာတော့စိတ်ညစ်နေတဲ့ထက်တန်းကျောင်းသူတယောက်ကိုနှစ်သိမ့်မိဖို့နားကိုကတ်သွားရင်သူ့ရဲ့ခန္ဓာကိုယ်ကိုဝင်ပုလို့ရသွားတယ်။ခန္ဓာကိုယ်ပိုင်ရှင်ရဲ့အသိစိတ်ကပျောက်ကွယ်သွားပြီးသူ့ရဲ့အသိစိတ်ကခွန်အားကြီးသွားခဲ့တာပါ။ပြန်လဲမွေးဖွားလာတာမဟုတ်ပဲငကိုမူလပိုင်ရှင်တွေရဲ့ခန္ဓာကိုယ်ကိုယူသုံးတာမျိုးပါ။မူလဤဆန်ကိုခန္ဓာကိုယ်ပြန်မိဖို့စာရေးသူကတိုက်တော်နဲ့ပြန်စင်းစားကြည့်တော့မှသူ့ဤဆန်လေးကိုတွေ့ခဲ့တဲ့နေ့အကြောင်းပ ်ပြန်မှတ်မိလာတယ်။ကွာရှင်းကန်သားရတဲ့မိကအမြဲတစေဒေါသထွက်နေပြီးသူ့ဘွားကိုအိဆန်ကဖျက်ဆီးတာဆိုပြီးအပြစ်တင်နေ။အိဆန်မရှိရင်သူ့ဘွားကြီးကအဆင်ပြေသွားမှာဖြစ်တဲ့အတွက်ပြောက်ွက်သွားဖို့ဆူတောင်းတဲ့စကားတွေကြောင့်စိတ်ညစ်ညစ်နဲ့ကစားကွက်မှာထိုင်ကုန်နေတဲ့ချိန်ဒေါ်မိုးနဲ့ဆုံနေ။ဒေါ်မိုးကအိဆန်ကိုနှစ်သိမ့်မေးဖို့ပါလီကိုကင်လိုက်တဲ့ချိန်အိဆန်ရဲ့ခန္ဓာကိုယ်ထဲကိုဝိညာဉ်ဝင်သွားခဲ့တာပါ။နောက်နေ့မနေ့မှာဒေါ်မိုးကအိဆန်ကိုယ်ထဲကအပြစ်ထွက်သွားဖို့ဆုံးဖြတ်လိုက်ကြောင်းထားကျင်ကြတော့လင်မယားနှစ်ယောက်ဖက်ပြီးကိုကြတယ်။အဲ့ဒီချိန်မှာပဲအိဆန်ကထပ်ပြီးတော့မေးလဲသွားပြန်တယ်။ဒေါ်မိုးရဲ့အသိစိတ်လုံးဝမရှိဘဲအိဆန်ရဲ့စိတ်နဲ့ပြန်လို့လာတော့အမိကိုပြစ်ဖက်တယ်။သူ့မိမဒေါ်မိုးကပြောက်ွက်သွားတဲ့အတွက်ဥကြော်တို့သားဖ မြောက်ကအရင်ပုံစံအတိုင်းပဲပြန်ဖြစ်သွားပါပြီ။ဦးကျော်ကအလုံမှာအယုံဆိုင်လို့မရတဲ့ပြင်ယူရကလည်းသူ့ပဲရဲ့စာတွေကို reply တောင်မပြန်တော့ပါဘူး။အိမ်အထိလာတွေ့တော့လည်းတယောက်တည်းနေချင်းနေဆိုပြီးနေထုတ်တယ်။သမီးလေးစိတ်တက်ကြနေတာကိုမြင်ပြီးဦးကျော်လည်းစိတ်မကောင်းဖြစ်မိတယ်။လွန်ခဲ့တဲ့ဆယ်နှစ်ကလေးကမိမတေတာကိုပဲပူဆွေးနေလို့သူ့သမီးလေးကိုမေ့လျော့နေခဲ့တယ်။အခုတော့သမီးလေးကိုစိတ်သက်သာရရအောင်စကားတော်ပြောပြီးဂယုမဆိုင်မိခဲ့တဲ့အတွက်တောင်းပန်နေ။တာဖာနှစ်ယောက်လုံးအတိတ်ရဲ့ရိတ်တွေတဲကရုတ်ထွက်လာပြီးညစာတူတူချက်တယ်။နောက်နေ့ဦးကျော်နဲ့ဒေါ်မိုးတို့ရဲ့နှစ်နှစ်ဆယ်ပြည့်မင်္ဂလာနှစ်ပတ်လည်ကိုရောက်လာပါပြီ။ဒေါ်မိုးစိတ်ပြောင်းဝင်နေတဲ့အီဆန်ကအိမ်ကိုရောက်လာပြန်တယ်။ဒေါ်မိုးရဲ့ဆန္ဒတိုင်းအိမ်က ်ကိုစားတော့ဆိုင်ပုံစံပြင်ဆင်ပေးထားတယ်။တကယ်ချင်းတွေလောက်ဖို့ကိုင်းမဲ့မိသားစုတွေကိုအိမ်ကိုဖိတ်ပြီးတော့သူ့မိမရဲ့လက်ရာကိုမြည်ခိုင်းတယ်။ညနေပိုင်းမှာတော့၃ယောက်သားအပင်လေးတွေတူတူစိုက်တယ်။အဲ့ဒါတွေအားလုံးလှုပ်လှုပ်ပြီးမှတော့ဒေါမုကသမီးနဲ့ဦးကျော်ကိုနှုတ်ဆက်ပြီးမိလဲသွားတယ်။အာယုံတက်ချိန်မှာအိဆန်ပြန်တို့လာတော့သူ့မိသားမရှိနေတဲ့ဦးလေးကြီးနဲ့မကြီးကိုမသိပေမဲ့သူတို့ကချစ်ချင်းမေတ္တာပြည့်ရှိတဲ့မျက်ဝင်းနေနဲ့ကြည့်နေတာကြောင့်ဘာမှမပြောဘဲညီနေလိုက်ပါတော့တယ်။ဇလန်းလေးကတော့ပြီးပါပြီ။အပြင်မှာတကယ်လို့ပြစ်တောက်ပြစ်တောက်ပြောတတ်တဲ့ကိုရောက်ခမအသက်ပြည့်ရှင်လာရင်တော့ဖျားသာတတ်ထားကြဖို့ပြောချင်ပါတယ်။အစုံအမိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။